အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်။ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစို့ဒီနေ့ကနေကျွန်တော်စုမုံကောင်းတောင်းပေးလိုက်ပါတယ်။အဲ့တော့ဒါကျွန်တော်တပတ်ခါပေါ့နော်ဒါကျွန်တော်တို့ဝန်နဲ့အချိုးရင်ကုံတန်ကိုဒါကျွန်တော်တတိချာချာတင်ဆက်ပြရမယ်ပွဲစဉ်တပွဲရောက်ရှိလို့လာခဲ့ဖြစ်ပါတယ်။အဲ့တော့ဒါကျွန်တော် Premier League ရဲ့ဒါကျွန်တော်တို့အစောဆုံးဒါစနေနေ့ရဲ့ပွဲစဉ်တပွဲဖြစ်လာမယ်ပွဲစဉ်ကတော့ကျန်တဲ့အသင်းမဟုတ်ဘူးကျွန်တော်ရဲ့အသင်းနဲ့ဒါ Manchester United အသင်းတွေဒါကျွန်တော်တို့အချိုးရင်ကုံတန်ပွဲစဉ်ပေါ့နော်အဲ့တော့ တော်တော်ဟော့စပါတင်းရဲ့အိမ်ဝင်းမှာကံမဲ့အတွက်ကြောင့်ဒါဒီနေ့ပွဲစဉ်ကိုကျွန်တော်တော်တော်လေးကိုတော့စိတ်ပြီးပူပူရတယ်မှာပါတယ်။ကိုရီးယားကကျွန်တော်တို့အဝေးကွင်းခြေစွမ်းရတာကျွန်တော်တော်တော်လေးကိုအဲဆူပါဖြစ်ရောလက်ရှိဒါကျွန်တော်တောက်ရှောက်တာပြန်ဆလာအဝေးကွင်းမှာကျွန်တော်တပွဲပဲရှုံးနေ။အဲ့ဒါတော့ဒါပရီးမီယာလိဂ်ပွဲစဉ်မဟုတ်ဘူးနော်။ဒါကျွန်တော်ကာရာဘောမှာညူကာဆယ်ကိုတူးစီနဲ့ရှုံးခဲ့တဲ့ပွဲစဉ်ကလွင်ကျွန်တော်ကအဝေးကွင်းစွမ်းရတကယ်ကိုဖြစ်တယ်။အဲ့တော့ပရီးမီယာလိဂ်မှာဒါအဝေးကွင်းရမရှုံးနေတဲ့သတင်းတွေတော့အသင်းဖြစ်တယ်ပေါ့နော်။အဲ့တော့ဒါ top 5 league ထဲမှာလည်း ်ပရီးမီးယားလိမှာဒါကျွန်တော် top 5လိထဲမှာလည်းအဝေးခွင့်ရရှုံးပွဲမရှိသေးတဲ့အသင်းတွေကအသင်းတွေကတသင်းဖြစ်တယ်အဲ့တော့ဒါကျွန်တော်တို့ဟိုဘိုင်မြူနီတို့ဘောင်းနေတယ်ဆိုတော့မဆိုးဘူးပေါ့နော်ကိုရီးယားထဲမှာပါဒါပေမဲ့တကယ်ပဲကြည့်မယ်အိမ်ခွင့်မှာဒါကျွန်တော်ပူပူလောလောမှာကျွန်တော်တို့ဒါတော်တော်လေးကိုဒါခံထားရတယ်မှာပါတယ်ဒါ Chelsea ကိုလည်းကျွန်တော်ဒါ goal ပြတ်ဒါရှုံးမလို့ဖြစ်ခဲ့ပေမဲ့ဒါ goal ကွာချားပြတ်အဲ့တော့လက်ရှိမှာဒါကျွန်တော် United နဲ့တွေ့ပေါ့နော်အဲ့တော့ United ကလက်ရှိမှာဒါကျွန်တော်ဘယ်လိုပဲပြောတာနောက်ဆုံးပြိုင်ပွဲဆိုနေတဲ့မှာခြေစွမ်းရတာမဆိုးဘူးလို့ပြောလို့ရတယ်နောက်ဆုံးပြိုင်ပွဲဆို၅ပွဲမှာဒါကျွန်တော်တို့ United က၄ပွဲလားမသိဘူးနောက်ဆုံး၃ပွဲနိုင်လာတဲ့တပွဲရှုံးတပွဲသေးရေးလက်သွားအဲ့တော့ United ရဲ့ဒါလက်ရှိမှာ home form က away form ကတော်တော်လေးကိုဒါကျွန်တော်မစိုးဘူးလို့ပြောလို့ရတယ်။ away ground form မှာ United တင်းနေတာကျွန်တော်ခက်ခဲပါတယ်ဆိုတဲ့ပြိုင်ဘက်တွေဖြစ်တယ်။ Northern Forest ဒါကျွန်တော် Liverpool တို့ Liverpool ကနိုင်ကန်တယ်။ Northern Forest ကိုတော့တည်ကန်ကန်နိုင်နေတွေ့ရမှာ။အဲ့တော့ဒါပါလဲဆိုလက်ရှိမှာလည်းခင်ဗျ Tactical ဘာညာကျွန်တော်ဒီနေ့ပုံစံကျွန်တော် Tactical လဲဒါတော့တုံတုံမပြောပါနဲ့။လက်ရှိမှာ Tactical ဘာညာပြောရတဲ့ဆိုကျွန်တော်ရဲ့ခံစားချက်ပေါ့။အဲ့တော့ ဒီလိုပွဲတွေကြည့်မယ်ကျွန်တော် father ရဲ့ကျွန်တော်လွမ်းတယ်အခုလည်းရှိမှာကျွန်တော်ကကျွန်တော် father ရဲ့သူ့ဘာသူပြန်သွားပြီပေါ့နော်ပြန်သွားတဲ့အကြောင်းမူဒါကျွန်တော်နဲ့သူနဲ့ဒီဘွဲကိုအတူတူမကြည့်အဲ့တော့ဒီဘွဲပြီးရင်တော့ဒါကျွန်တော် international break တွေပြန်လာပြီဖြစ်တဲ့အတွက်ကြောင့်မူတော့တော်တော်လေးကိုလည်းပြင်ဖို့ကောင်းတယ်အဲ့တော့ဒါထုံးဝနိုင်မဲ့ဒါကျွန်တော်ထုံးဝနိုင်ကျွန်တော်တို့ဒါပြောနေကြစက်တန်မုံကင်းကင်းမဲ့ငှက်တန်မုံကင်းကင်းမဲ့တန်မုံကင်းတွေတော့ခဏခဏကင်းတာပဲအဲ့တော့ဒီ united နဲ့ဒါကျွန်တော်တို့ spar နဲ့ဒါကျွန်တော်တွေ့ထားတဲ့နောက်ဆုံးပြိုင်ပွဲတွေမှာ spar တော့ထူးဆန်းစွာနေပဲအသာစီးရထားခဲ့တယ် eric tan ရဲ့လက်ထက်မှာ total horse spar thing ကဒါ united ကိုတော်တော်လေးကို pbc ရခဲ့ပြီးတော့ဖြစ်ပြီးတော့ဒါကြောင့် ash poster conclude လက်ထက်မှာဒါ ash poster ကော့ကလူးတော်တန်ဟော့စပါအသင်းကိုစကင်ကြီးကဒါမန်ချက်စတာယူနိုက်တက်အသင်းကိုမရှုံးခဲ့တာတောက်လျှောက်ပဲပေါ့နော်အဲ့တော့ဒါဘလောက်တိတော့မစပါအသင်းနဲ့ဒါမန်ချက်စတာယူနိုက်တက်ဒီနောက်ပိုင်းပွဲစဉ်မှာနိုင်ရဲဆိုခုနှစ်ပွဲဒါကျွန်တော်နောက်ဆုံးခုနှစ်ပွဲမှာစပါအသင်း၅ချိန်တော့နိုင်ပြီးတော့၂ချိန်သရေကစားနိုင်ခဲ့တဲ့အထိကိုသွားရတယ်မှာပါအဲ့တော့ခြေစွမ်းရတာဒါကျွန်တော်တော်တန်ဟော့စပါအသင်းကယူနိုက်တက်နဲ့တွေ့ပြီးဆိုအမြင်နဲ့ဒါကျွန်တော် phenomenal ဖြစ်နေတယ်မှာပါတယ်ပပူလောလောမှာဆိုတော့ဒါမန်ချက်စတာယူနိုက်တက်အသင်းနဲ့စပါနဲ့ဒါ Athletic Bilbao ရဲ့ကွင်းထဲမှာဖြစ်တဲ့ Bilbao မြို့မှာ Bilbao ပေါ့နော် Bilbao မြို့မှာ ဘီဘောမြို့မှာဒါကျွန်တော်တို့ Athletic ဘီဘောမြို့မှာဒါကျွန်တော်စပါတင်က United အသင်းကိုအနိုင်ရပြီးတော့ဒါကျွန်တော်တို့ ယူရိုပါလိတိုက်တဲ့ကိုစွခုခဲ့တယ်အဲ့တော့ယူရိုပါလိတိုက်တဲ့ကိုစွခုခဲ့တဲ့ညကလေးအခုချိန်သေးသေးချာမတွေ့ရတဲ့နှစ်ယောက်တေချာပြန်တွေ့ပြီပေါ့အဲ့တော့ဒါနှစ်သိန်းလုံးကလက်ရှိမှာလူဝက်ချက်များစွာနဲ့တွေ့နေခဲ့ပြီလက်ရှိမှာနှစ်သိန်းလုံးကဒါကျွန်တော်တို့အပေါ်အောက်နီးနီးရှိပါတယ်ဒါကျွန်တော်တို့ရမ်းမြည်လက်ရှိမှာရမ်းမက်လည်းအတူတူပဲဖြစ်ပြီးတော့ဒါကျွန်တော်တို့ဂိုးကွာချချက်မှုတောင်ဒါတော်တန်ဟော့စပါတင်းအပေါ်ရောက်နေတယ်လို့ပြောလို့ရမယ်တဲ့မှာပေါ့အဲ့တော့ United အသင်းနဲ့ဒါကျွန်တော်ဒီဒီဘက်မှာဒါတော်တန်ဟော့စပါတင်းကိုအနိုင်ရရှိခဲ့ပြီးရင်ဒါတော့အခက်မသိရင်အစစ်နဲ့နေရဘူးတော့မှဒါတက်သွားနိုင်တဲ့နေရာမှာပါတယ်ပေါ့နော်အဲ United ပြည်သက်တယ်ခုနကအစစ်နဲ့နေရတော့တက်သွားချင်မှအသင်းအလို့နာပြိ ိတ်တက်တယ်ဘလောက်ပြောလဲဆိုတော့အဲ့တော့အဲ့ဒီပွဲစဉ်ကစပါအဲ့တပွဲပဲကံပေါ့နော်အစောဆုံးပွဲမှာအဲ့ဒီနေ့မှာစပါကိုနိုင်သွားခဲ့ရင် United ကအဆင့်နှင်နေရမှာဒါကျွန်တော်တို့ City တို့ Liverpool တို့ Sunderland တို့ဘုံမောက်တို့မကန်သေးခင်အထိဒါတောက်လျှောက်ကြည့်လို့ကောင်းဒါပေမဲ့ City နဲ့ Liverpool ကလည်းအချင်းချင်းတွေ့တယ်အဲ့တကြောင်မလို့ United အသင်းနဲ့ဒါအဆင့်နှင်နေရမှာအချိန်တိုင်းတာတစ်ခုတည်းနေလို့ရနိုင်တဲ့နေရာမှာရှိတယ်ပြီးတော့ Arsenal ကလည်းနောက်ကနေ pressure ရငါးဘတ်လောက်လိုက်ခွာပြီးကတ်နိုင်မယ်နေထားမှာရှိရကြောင်မို့ United အသင်းနဲ့ဒီနေ့ပွဲစဉ်ကသူတို့ရဲ့ mentality ကအရင်ရေးပါတယ်ပေါ့မှာဒါပေမဲ့ကျွန်တော်တို့ကောအဲအဲ့တော့ပြန်ပြောပြီး တော်တော်ဟော့စ်ပါတင်းတွေလည်းဒီတိုင်းပဲဗျကျွန်တော်တို့လည်းရှိမှဒီနေ့ပွဲစမှာကျွန်တော်က United နဲ့တူအမှတ်တူတယ်ဒီနေ့ပွဲစမှာကျွန်တော်တို့သင်္သာနိုင်ရခဲ့မယ်ဆိုရင်အဆင့်နဲ့နေရာကိုယာယီတက်လှမ်းနိုင်မယ်သဘောမှာရှိပါတယ်တော်တော်ဟော့စ်ပါပရိသတ်တွေလည်းရှိမှဒါ International Break မှာလို့ဒါမမေရ S Poster ကော်ကူတဲ့ Antonio Conte လက်ထက် Nuno Espirito Santo အဲ့တော့ကျွန်တော်ထင်တယ်ဘောတော့နီးပြအစ်လက်ထက်တောက်လျှောက်ဒါကျွန်တော်တို့ International Break မှာအမြဲတမ်းဒါအဆင့်1ကိုကျွန်တော်တို့ဒါခဏခဏရဘူးတဲ့နေသားမှာရှိတယ်အဆင့်1ကပြန်လဲပြီးဒုက္ခပေးမှသာအမြဲတမ်းခွေးဖြစ်ခဲ့တဲ့နေသားမှာရှိတယ်အခုလက်ရှိမှာဒါကျွန်တော်တို့ဒီနေ့ပွဲစမှာနိုင်ခဲ့မယ်ဆိုရင်တော့အဆင့်1ကိုယာယီခဏတာတက်လှမ်းနိုင်မယ်ပရိသတ်တွေပြောစရာကောင်းမယ် ဒါကျွန်တော်လက်ရှိမှာစပါအသင်းနဲ့ဒါကျွန်တော် United အနေနဲ့မှာဒီနေရာမှာဘာတွေကွာလဲ United အသင်းကကြားရဲ့အထမလုံးဝဒါကျွန်တော်ဘာပွဲမှမရှိဘဲနဲ့ training တွေဒါရှိရတော့ကျွန်တော်ဒါလုံးဝအပြည့်ဝနားခွင့်ရနေတဲ့အသင်းတသင်းဖြစ်နေတာကိုတွေ့ရမယ်တဲ့မှာအဲ့ဒါ United လုံးဝ100%အားသာချက်ပဲ Tottenham Hotspur အသင်းကလက်ရှိမှာသူတို့ရဲ့အိမ်ခွင့်မှာပဲ Copenhagen ကိုယင်းဆိုင်ခဲ့ရတဲ့အတွက်ကြောင့်မို့သူတို့အနေနဲ့တိတ်ပြီးတော့ဒါကျွန်တော်တို့ခီးရောမသွားလိုက်ရတဲ့အနေအထားမှာရှိတာဒါမတ်တီမသွားလိုက်ရဘူးဒါပေမဲ့စပါအသင်းနဲ့လက်ရှိမှာကစားသမားတော်တော်များတော့ပွဲပန်းနဲ့တွေ့ရမယ်ဒီနေ့ပွဲသမားဒါကျွန်တော်လက်ရှိမှာ Mohamed Kudus ပြန်ပါနိုင်မလားမပါနိုင်မလားတို့ချက်တော့ကြည့်ရမယ်နောက်သေးလို့မ ါတာကျွန်တော်တိတလောက်ကိုပြောမယ်ဒန်ရဲ့လူစဉ်ကိုစီကိုစီရှိနေတဲ့ဘောမှာရှိရတယ်။ဒါပေမဲ့စပါးကတော့လက်ရှိမှာတော့ကျွန်တော်ဒန်ရဲ့လူစဉ်ပိုများတယ်လို့ပြောလို့ရတယ်ဘောမှာ။ဒါပေမဲ့ဒီနေ့ poison mark တဲ့ရင်းနေရဆိုတော့ kudes ပြန်ပါလာဖို့အတွက်ရာဂိုင်နှုန်းတွေများနေပြီ kudes ကလက်ရှိမှာ fully fit ဖြစ်ဖို့အတွက်ရာဂိုင်နှုန်းတွေများတယ်လို့သိရတယ်ဘောမှာ။ United မှာလက်ရှိမှာဒန်ရဲ့ကစားသမားတယောက်ပဲရှိတယ်။အဲ့ဒါက Martinez ပဲ။ Martinez ကလက်ရှိမှာ training တွေပြန်ဆင်းနေပြီဒီပွဲစဉ်ဆိုတာတက်ဆိုင် international break ပြီးရင်တော့ပြန်လာဖို့အတွက်ရာဂိုင်နှုန်းတွေများတယ်။အဲ့တော့ပြောချင်တာ United အတွက်ကလက်ရှိမှာလူစုံတက်ဆုံပါပဲ။ Tottenham Hotspur အသင်းကိုဒုက္ခပေးဖို့အတွက်တကယ်ကိုဒါအကြီးမှာအဲ့တော့ဒါ သူနာပေါ်ကယူရိုပါလိပိုင်နယ်မှာဒုက္ခပေးထားတဲ့အသင်းကိုဒါဒီခေါက်မာရတာကျွန်တော် United ကိုလက်စားချေဖို့တဲ့ဒီနေ့ပွဲစဉ်မှာကြိုးစားမယ်လူမြင်နေဒီပွဲစဉ်ကစောရယ်ဗျာမြန်မာစံတော်ချိန်ဒါကျွန်တော်တို့6ဘောခုဆို9နိုင်တို့မှာဒါကျွန်တော်ကျင်းပတော့မှာပေါ့နော်ပြီးတော့ကျွန်တော်မနေ့ပြောကျွန်တော်အဝေးကွင်းဆိုလက်ရှိမှာတော်တော်လေးကိုခြေစွမ်းရဒါမစိုးဘူးလို့ပြောရတယ်လက်ရှိမှာအိမ်ကွင်းအဲ့တော့ ျွန်တော်ပြိသက်တယောက်အနေနဲ့ပြောမှာကျွန်တော်အဖေနဲ့ကျွန်တော်ဒါအမြင်တယ်ကျွန်တော်တယောက်ဒါအဲ့ပွဲကြီးလို့ရံတခါမှဖြစ်ဘူးပေါ့နော်ကျွန်တော်ဒါခုနကပေါ့ကျွန်တော်သူနဲ့ရံတခါမှဖြစ်ဘူးဒါပေမဲ့ကျွန်တော်သူနဲ့လည်းဒါအခုနောက်ပိုင်းမှာဒီပွဲတူတူတခါမှမကြည့်ဘူးအဲ့တော့တော်တန်ဟော့စ်ပါနဲ့ဒါကျွန်တော်လက်ရှိ Manchester United ရဲ့ပွဲစဉ်တွေဆိုရင်ကျွန်တော်တို့ဒါအမြင်တယ်ကျွန်တော်ဒါကွင်းထဲမှာတွားကြည့်ဖြစ်တဲ့ opportunity ရခဲ့တယ်ဒါကွင်းထဲမှာတွားကြည့်ခဲ့တဲ့ opportunity မှန်သမျှလည်းကျွန်တော်အနေနဲ့ဒါကံကောင်းခဲ့တယ်လို့ပြောလို့ရတယ်ဒါမှပါတယ်လက်ရှိမှာဒါကျွန်တော်တို့ဒီ မနစ်ကကွင်းထဲမှာ United နဲ့ Spa နဲ့ပေါ်ကျွန်တော်နှစ်ကြိမ်ကြည့်ဖြစ်တယ်ပေါ့နော် EFL Final တပေါ် EFL ဒါကျွန်တော်တို့တပွဲကြည့်ဖြစ်တယ်အဲ့တော့ဒါကျွန်တော်တို့ Son Hao Min ဒါကျွန်တော်တို့ Set Piece ကလမ်းကန်လိုက်တဲ့မှာတခါလေး Goal သွားတယ်ပွဲစဉ်ရပြီးရင်ကျွန်တော်တို့က away win 3-0ဆိုတဲ့ပွဲစဉ်ဒါကျွန်တော်မှတ်မဲ့ရတော့ Tottenham Hotspur 3-0နဲ့ဒါကျွန်တော်တို့ Manchester United Old Trafford မှာနိုင်ပါကျွန်တော်ဘောကမှတ်တာလုံးဝအမှတ်တရရတဲ့ကပွဲတပွဲပေါ့နော်အဲ့ပွဲနိုင်သွားခဲ့တယ်အဲ့တော့ ဟိုဒီနှစ်တော့ဒါကျွန်တော်တို့ United နဲ့ဒါ Spa နဲ့ပွဲစဉ်ကိုကျွန်တော်ဒါဒီနှစ်တော့ဒါအိမ်မှာပဲကြည့်ဖြစ်မယ်လို့ပြောလို့ရမယ်တဲ့မှာဘာလဲဘယ်မှာမသွားဖြစ်ဘူးဒါအိမ်မှာပဲကြည့်မယ်ဒါတော့ဒီကောက်တော့ဒါကျွန်တော်တို့ဘလူးရီနိုင်တဲ့ဘလူးရီဘာဖြစ်မယ်အဲ့တော့ Manchester အသင်းနဲ့တွေ့ပြီဆိုရင်တော့ Spa အသင်းကရလဒ်တွေကောင်းနေတဲ့အရှိန်အဝါတစ်ခုကိုဆက်လက်ပြီးထိန်းထားဖို့ဒါဒီနှစ်ပွဲစဉ်မှာကြိုးစားသွားမလား United အသင်းကပဲဒါကျွန်တော်လက်ရှိမှာဒါမနစ်ကတစ်နှစ်လုံးတပွဲမှ United Spa နဲ့ပတ်သက်မနိုင်ခဲ့တဲ့စံချိန်ကိုဒါကျွန်တော်တို့ ရူဘယ်အာမိုရင်ချိုးဖြတ်နိုင်မလားရူဘယ်အာမိုရင်ရဲ့လက်ရှိမှာဒါကျွန်တော်သူ့အသင်းကားတာကျွန်တော်မှန်ပြောရမယ်ဆိုရင်တော့တော်တော်လေးကိုကောင်းတယ်တွေ့ရမယ်ဒါပေမဲ့ဟိုတိုက်တကယ်အများကြီးမပြောရမယ်ယူနိုက်တက်အသင်းရဲ့တိုက်ဆက်ပိုင်းကားတာဒီနေ့ပွဲစမှာစပါတင်ကိုဘယ်လောက်ထိဒုက္ခပေးနိုင်မလဲဆိုတာကိုစောင့်ကြည့်ရမယ်တဲ့မှာပါတယ်ယူနိုက်တက်အသင်းကကျွန်တော်ရှေ့ကနော်တန်ဗွိုင်းစ်နဲ့ပွဲစမှာတိုက်ဆက်ပိုင်းကားအလုပ်အရန်ကြီးမဖြစ်ခဲ့ပေမဲ့ဒီကျွန်တော်တို့ဒီနောက်ပိုင်းပွဲစမှာယူနိုက်တက်တိုက်ဆက်ပိုင်းကဂိုးရီတလော်ဟောသွင်းလာနိုင်ခဲ့တွေ့ရမယ်စပါတင်နဲ့အခုလက်ရှိမှာဒါကျွန်တော်တို့ခရစ်ရှန်ရူမဲရိုခန်စစ်မှာပြားရတဲ့ကြောင့်ကျွန်တော်တို့ခန်စစ်ပိုင်းတော့နည်းနည်းလေးလုံမယ်လို့မြင်တယ်အဲ့မဲ့ညာလေးတိတ်ပြီးတော့အများကြီးတော့မပြောနိုင်ဘူးစပါတင်နဲ့လက်ရှိမှာဒါကျွန်တော်ကို ပါဟေဂန်ရဲ့ပွဲစဉ်ကကောင်းနေတဲ့ momentum တစ်ခုကိုဆွဲပြီးတော့ United အသင်းကိုခေါ်သွားမှာဒါပေမဲ့အင်္ဂလန်ဖြစ်တဲ့ကျွန်တော်လက်ရှိမှာမယုံရဘူးအင်္ဂလန်16ပွဲမှာ Tottenham Hotspur အသင်းအခုလက်ရှိမှာဆိုပွဲ20မှာစပါးအသင်းအခုလက်ရှိမှာ၄ပွဲပဲနိုင်တာတဲ့ အဲ့လောက်ထိကိုအိမ်ကွင်းရခြေစွမ်းရတော်တော်လေးကိုဆုံးပြတ်တတ်နေတွေ့ရမယ်ပူပူလောလောမှာ Chelsea နဲ့ကျွန်းစီချင်းဆိုရင်တော့ကိုယ့်အကူတော်မှာဒါဘောလုံးပွဲပဲချင်းပြီးမယ်ဆိုတာကိုစောင့်ကြည့်ရတဲ့အထိကိုတော်တော်လေးကိုစိတ်ပြတ်သွားစီတာတော့လုံးဝလုံးဝ100%အမှန်ပါပဲဆရာအဲ့လိုကြီးအဲ့တော့ဒီနေ့ပေါ်ကျကျွန်တော်တို့ကမန်တိုင်းပြောမှာဆိုအိမ်မှာပဲကြည့်မယ်ဒါပေမဲ့ခုနပြောဆိုကြည့်ဖို့အတွက်သိတော်ခုနပြောဆိုမဝင်မရဲလို့တော့ဒါ a little လေးဖြစ်တယ်လို့ပဲပြောရမယ်သဘောမှာရှိပါအဲ့တော့မိတို့ပင်စိုးစေကမှုဒီဘက်မှာပါရဖြစ်မလဲဘလူတွေဖြစ်မလဲ ဒါညီကိုနဲ့လူတွေကတော့ခုနကကျွန်တော်ရဲ့ဒါဗီဒီယိုကြည့်ရတဲ့လူတွေကမန်ချက်စတာယူနိုက်တက်ပြည်သက်တွေအများကြီးတို့ကြောင့်တနစ်မှာအဲ့မနစ်ကတနစ်ထဲမှာ၄ဂေါ့လောက်ခမောင်းနဲ့ကျွန်တော်လည်းတွေ့ခဲ့ရတယ်ပေါ့နော်အဲ့တော့၄ဂေါ့လည်းကိုယ်နိုင်ခဲ့တဲ့ကြောင့် ်ဒါပေမဲ့ဒီနှစ်တော့အဲ့လိုပြောအသိပ်တော့ coffee တက်မရှိပါဘူးဒါပေမဲ့ Thomas Rennan ကတော့လက်ရှိမှာ Manchester United အသင်းနဲ့တွေ့ပြီဆိုတော့အများကြီးလူဒုက္ခပေးတဲ့နီးပြားရဲ့တယောက်ဖြစ်တယ်ဆိုတော့သိရတယ်မှာပါတယ်ဒါ Thomas Rennan ကတော့ Eric Ten Hag တုန်းကရောကျွန်တော်လက်ရှိမှာ Munich က Ruben Amorim ခင်မှာကောဒါအများကြီးလူသူ့ရဲ့ brand food အသင်းနဲ့ဒုက္ခပေးတဲ့ဒီတစ်ခါမှာတော့ Tottenham Hotspur အသင်းကိုကင်ပြီးဖြစ်တဲ့ကြောင့်ဘာတွေဖြစ်အောင်လဲပပူလောလောမှာတော့ Mickey Van der Ven ကဒါကျွန်တော်ချိန်က Manchester United အသင်းကိုဒါ မန်ချက်စတာယူနိုက်တက်ကွင်းမှာဆွဲပြေးသွားတဲ့ပုံစံနဲ့ကိုပါဟီဂင်ရဲ့ပုံစံမှာဆွဲပြေးသွားတဲ့ပုံစံတခါလေးတို့ကြောင့်မလို့ဒါဒါမျိုးတွေထပ်ပြီးတော့မြင်ရမလားတပတ်ကယူနိုက်တက်အသင်းကပဲလက်ရှိမှာဖောင်ကောင်းနေတာကိုလက်ရှိမှာရှုံးမွေးမရှိစံချိန်တွေကိုပဲဆက်လက်ပြီးဒါကျွန်တော်တို့ထိမ့်သိမ်းသွားနိုင်မလားဆိုတာကိုတော့ခင်ဗျားတို့နဲ့တူကျွန်တော်တို့လည်းမြန်မာစံတော်ချိန်6နာရီခွဲမှာအတူတူကြည့်ရမယ်လို့ပြောရင်းနဲ့ပဲကျွန်တော်ကိုတော့ကွန်ပြပါဦးပေါ်လုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4U တို့မှာကြည့်လို့ဆိုရင်ပအောင်ကြည့်လို့ရပါတယ်မြန်မာလေးလေးကလစ်ဖို့မမိကြပါနဲ့ဗျအောက်က comment တွေထဲမှာလည်း Youth Sport Media 3.0နဲ့ TV4 ကြီးတွေလင်းလေးတွေကိုထည့်ပေးထားခြင်းမကြောင့်များသောအကူအညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကို like and subscribe လို့ပြီးကျွန်တော်အားပေးလို့ရပါတယ်မြန်မာလေးကလစ်ဖို့မမေ့ကြပါနဲ့ဦးဗျများများကလစ်မှာမြန်မာနိုင်ငံမှာဖြစ်ပါတယ်အားလုံးမကြိုတူပါနဲ့ကျွန်တော်သွားကုန်ပြပါဗျဒီပါဗျ